ကချင်ပြည်နယ်ဖက်ကံမြို့နယ်နတ်မော်ကျေးရွာရှိကြောက်စိန်လောက်ကွက်တစ်ခုမှာယမနေ့စက်တင်ဘာလ30ရက်နေ့ညနေ4နာရီခွဲအချိန်ခန့်က KAI ရဲ့အဖွဲ့မှအတင်းအဓမ္မလူတွေစုဆောင်းမှုပြုလုပ်ပြီး၎င်းတို့လက်မှလွတ်မြောက်ရန်ထွက်ပြေးတိမ်းရှောင်ရာမှာ ရေမစေးသမားတဦးတေဆုံးခဲ့ရလို့သိရပါဗျ။နတ်မော်ရက်ကွက်တရှိလက်ကွက်တစ်ခုမှာယမနေ့ညနေပိုင်းအချိန်ကပတ်ဖိုးများဖြင့်လုပ်ငန်းပြုလုပ်နေစဉ် KIA အဖွဲ့မှရောက်ရှိလာကအတင်းအဓမ္မလူတိစုဆောင်ဖန်စီချင်းတွေဆောင်ရွက်လာပြီးထွက်ပြေးသိမ်းရှောင်ရာမှကျင်းပေါ်တို့ကျိုးဖြစ်ပြီးတဲ့ချိန်ပြုတ်ကြကတေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ရေမစေးလောက်တာတဦးကပြောပါဗျ။ ဘဖိုစင်းတဲ့အချိန်ဆိုတော့လူတော်တော်များများရှိတယ်ဒီလိုအချိန်ကိုစောင့်ပြီးစူဆောင်းရေးဆွေးတာရေမစေးသမားတွေအားလုံးထွက်ပြေးကြတာကျင်းသေးတီကိုဖောင်တွေနဲ့မျောပြီးလိုက်ဖမ်းကြတယ်အဲ့ဒီအကိုကကျင်းပေါ်ကိုကျိုးနဲ့တက်ပြီးပြေးတာအဲ့ဒီကနေအောက်ပြုတ်ကြပြီးတေဆုံးသွားတာဖြစ်တယ်လို့၎င်းကပြောပါတယ်အဲ့ဒီတေဆုံးသူအမျိုးသားမှာအသက်25နှစ်အရွယ်ရှိပြီဖြစ်ကဆိုင်းတောင်ရက်ွက်တင်မှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ် ဖကမာကအခုလူအတင်းအဓမ္မဖန်ဆင်းလူတိစုဆောင်းတာတွေခဏခဏလှုပ်လာကြပြီးအခုကလောက်ကထဲတီပါဆင်းပြီးလူတိစုဆောင်းလာကြတာပြီးတူရဲအညီနဲ့နိုင်ငံရေးကမကောင်းလောက်ကင်စားတော့လို့ကအဆင်မပြေတိုက်ပွဲတွေကြောင့်ဆစ်ဆောင်နေကြရတဲ့အပြင်စုဆောင်းရေးထဲမပအောင်လဲထွက်ပြီးနေကြရတယ်အခုလူအတင်းအဓမ္မဖန်ဆင်းတာတွေကိုမလုပ်ပေးကြဖို့ကိုပဲပြောချင်နေလို့ဖကန့်ဒေတာခန်တူကပြောပါရယ်ဖကန့်ဒေတာမှာအလားတူလူတိစုဆောင်းရေးတွေကို ကံရီမှာဆက်တိုက်ဆောင်ရွက်လာပြီးပြီးခဲ့တဲ့စက်တင်ဘာလဒုတိယအပတ်ခန့်ကလည်းမမုံကျေးရွာဘက်မှာလမ်းသွားလမ်းလာတွေကိုစောင့်ဆိုင်းကလူတိစုဆောင်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။